အားလုံးပဲမင်္ဂလာပါကျမဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကမ္ဘာကောင်းဆောင်တမရတယောက်ကိုဘယ်လိုမျိုးလုံခြုံရေးတွေဘယ်လိုအခအကွက်တွေနဲ့ဆောင်းရှောက်နေလဲအဲ့လိုမျိုးຢာရီနဲ့ပတ်သက်ပြီးပြည်သက်ကြီးတို့တခါတလေစဉ်းစားကြည့်ဘူးလားစဉ်းစားဘူးတဲ့ဆိုရင်တော့ဒီဗီဒီယိုကပြည်သက်ကြီးတို့အတွက်ဆိုတာတထောင်ရာခိုင်နှုန်းလောက်သေးကြတာမို့စုံအောင်ကြည့်ဖို့တိုက်တွန်းလိုက်ရပါတယ်ဒီကနေ့ရဲ့အကြောင်းအရာကိုတော့ကျမနံပါတ်စင်တွေနဲ့မစီပဲဂိမ်းတွေကလိုမျိုး level တွေနဲ့စီပြီးပြောရအောင် လေဘေဝမ်ကနေနောက်ဆုံးဆရာကြီးအထိအလုပ်ပေါ်အစင်သစ်ဖြစ်ရင်စားလိုက်ကြရအောင်ဟိုစီမီကဥရုဂွေးနိုင်ငံတမရတမရဟိုစီကိုကျမတို့ကမ္ဘာအစင်ရဲ့ဆုံးတမရဆိုတာထက်အချွေတာဆုံးတမရလို့နာမည်တက်ချင်ပါတယ်။ဘာလို့လဲဆိုတော့ဟိုစီဟာသူရဲ့တမရလှုပ်အားကနဲ့တမရခုံတွေထက်အစာပေါင်းများစွာနှိမ့်တဲ့အိမ်အုံလေးတစ်လုံးမှာနေတဲ့သူဖြစ်လို့ပါပဲ။ တမရရေလိုဖြစ်လာရင်တိုက်တွေတာရင်ခြံရံသင်းဖင်းတွေနဲ့အိမ်တော်ကြီးမှာနေရမယ့်အစားဟိုဆေးကတော့တထထိုက်ပီးစီလေးမှာပဲနေထိုင်ပြီးသူစီးတဲ့ကားကလည်း1988ခုနှစ်တုန်းဖီတဲကားလေးပါအတော့အတော့ကမှခြွေတာတဲ့တမရလိုတောင်ဆိုရမှာဖြစ်ပါတယ်လမ်းသွားရင်တောင်မှဘဲလုံးကြုံရင်းမှာမပါပဲတယောက်သေးကားလေးမောင်းရင်အေးစေးသွားတတ်တဲ့တမရတယောက်ဖြစ်ပါတယ်သာဆိုတမရဟိုစီနဲ့ level 10ခုกว่าတဲ့ level 10ကတမရအကြောင်းကိုဆက်လိုက်ရအောင် ဒါဆိုရင်တော့ဘာလို့ဟိုစီကိုကျမတို့ကအချွေတဆုံးသမရလို့ခေါ်ရတာလဲဆိုတာသဘောပေါက်သွားကြမှာပါပြင်သစ်သမရဟိုစီလို့မဟုတ်တဲ့ဒီပြင်သစ်သမရကတော့အပြင်တစ်ခါထွက်ရင်ကားနဲ့လိုက်တဲ့လုံခြုံရေးမှသည်စပိန်နဲ့လိုက်ပေးတဲ့အမတ်လူလူလုံခြုံရေးလူလူလူတွေအထိပါပြီးပြည်သူတွေနဲ့တွေ့တဲ့အချိန်ဆိုရင်လေဘဲဘက်9ယောက်ညာဘက်9ယောက်ချပြီးလုံခြုံရေးတွေနဲ့သွားသွားလာလာလှုပ်တက်တဲ့သူဖြစ်ပါတယ် ဒီလောက်လုံခြုံရေးတွေအများကြီးဆိုတော့သူ့ကိုထိနိုင်ပါမလားဆိုပြီးတွေးမိကောင် တွေးမိမှာပါတကယ်တော့သူ့ကိုလက်ဆွဲနှုတ်ဆက်တယ်လို့လို့နဲ့ဘာရိုက်ခဲ့တဲ့အမျိုးသမီးလေးရှိတယ်လို့လူလူတွေးဆောင်ပွဲတွေဆိုရင်လေရဲဦးခရမ်းကျင်သည့်စတာတွေနဲ့ပြက်ပေါက်ခံခဲ့ရပါသေးတယ်လုံခြုံရေးတွေနဲ့ဘယ်လိုသွားသွားအချခံရပြီးမှလုံခြုံရေးတွေကကာကွယ်ပေးနေတယ်လို့ဖြစ်နေတာမို့ဒီကောင်အတွက်တော့နည်းနည်းစိတ်မကောင်းဖြစ်မိတယ်လို့ရဲလေးရဲ့ချင်းမိပါတယ် ။တမရကတမရနဲ့မတူဘဲလုံခြုံရေးတွေနဲ့လမ်းလျှောက်နေတဲ့ပြစ်မှတ်ကြီးလို့ဖြစ်နေတာကိုတော့သူအတွက်စမ်းကြစရာကိစ္စပေါ့ရှင်။ဂျာဆိုကျမတို့ပြင်သစ်တမရနဲ့ level 10ခုกว่าတဲ့ level 20ကတမရကိုလေ့လာကြည့်ကြမလား။ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဆုံဝန်ကြီးချုပ်ရှင်ဆိုကိုတော်တော်များများကဂျပန်နိုင်ငံရဲ့တက်တန်းရှိကြဆုံးဝန်ကြီးချုပ်တအူးအဖြစ်အသိထားကြတာဖြစ်ပါတယ်။ ီလိုမျိုးဝင်ကြီးချုပ်ရဲ့ယာတုအဆင့်အနေထားနဲ့လိုက်ဖက်တဲ့လုံခြုံရေးစောင့်ရှောက်မှုအစီအစဉ်တွေကဘာတွေများဖြစ်နေမလဲဆိုတာပရိသတ်ကြီးတို့ကိုကျွန်မပြောပြပါမယ်။ဝင်ကြီးချုပ်ဖေသွားသွားလုံခြုံရေးတွေရဲ့ကားတွေဟာဝင်ကြီးချုပ်ရဲ့ကားနောက်ကနေထက်ချက်မကွာလိုက်ရပြီးလမ်းမတွေပေါ်ကိုဖြတ်ရပြီးဆိုရင်လေဘင်ခရာတီးဝိုင်းလိုမျိုးတန်းစီပြီးဖြတ်ရတာကြောင့်တခြားသောကားတွေကိုတော့လုံခြုံရေးတွေကတားပေးရပါသေးတယ်။ ပေသွားသွားလုံချုံရည်တွေအများအပြားနဲ့သွားတတ်တဲ့ရှင်ဆိုဟာ2022ခုနှစ်မှာတော့လုံချုံရည်တွေတက်တော်ဆောင်တွေရှိတဲ့ဈားတွေကနေလှုပ်ချန်ခံရပြီးအသက်ပေးလိုက်ရပါတယ်။ဝင်ကြီးချုပ်ရှင်ဆိုအကြောင်းပြီးပြီဆိုတော့သူနဲ့ level 10ခုအကွာမှာရှိနေတဲ့ဖိလစ်ပိုင်နိုင်ငံသမ္မတ Rodrigo အကြောင်းကိုဆက်လိုက်ရအောင်။ President of Philippines သမ္မတ Rodrigo ဟာခေစကားနဲ့ပြောရရင်တော့သွားရှုပ်လို့မရတဲ့ဂန်စတာတအုပ်နဲ့တူပါတယ်။သူဟာဖိလစ်ပိုင်နိုင်ငံရဲ့အရက်ဆက်ဆုံးသမ္မတတအုပ်လေးဖြစ်ပြီး လက်နက်တွေကိုကျွမ်းကျင်စွာကင်တွင်နိုင်တဲ့အပြင်အပြစ်ပေးတဲ့နေရာမှာလည်းဆရာကြတယ်လို့သိရပါတယ်။ဒါဆိုသူကဘာလို့လဲပဲတာတီးမှရှိနေရတာလဲ။ပရိသတ်ကြီးတို့ကျွန်မအခုပြတဲ့ဗီဒီယိုကိုကြည့်လိုက်ရင်သဘောပေါက်သွားမှာပါ။သမရရိုဒရစ်ကိုဟာသူပဲသွားသွားဆိုင်ကယ်တစ်စီးနဲ့သွားတက်ပြီးသူရဲ့နောက်မှာလိုက်ပေးရတဲ့တပ်တော်ဆောင်တွေဟာလည်းဆိုင်ကယ်နဲ့ပဲလိုက်ပေးရပါတယ်။ဒါကြောင့်ရုတ်တရက်ကြီးလိုက်ရင်အရင်ခေတ်ကဂန်စတာကောင်းပိုင်တွေမြင်စီပြီးသွားနေတဲ့ပုံရိပ်ကိုတော့အမတ်ရသွားစီနိုင်ပါတယ်။ President of Egypt ကျမတို့လေးလာသိရှိရသလောက်ဆိုရင် နိုင်ငံတနိုင်ငံရဲ့အင်အားကိုဖျက်သခြင်းယင်နျူကလ িয়ার လက်နက်တွေတီထွင်ပြီးကြောင်းပြောတာမျိုးစစ်ရုပ်တွေကိုအဆင့်တဟုန်တို့မြင့်တင်ပြတာမျိုးဒါမှမဟုတ်လက်နက်ရေးရပိုင်းမှာထူးခြားကောင်းမွန်နေအောင်လုပ်ပြတာမျိုးတွေနဲ့အင်အားကိုဖျက်သကြပါတယ်ဒါတွေတစ်ခုမှမဟုတ်ပဲအီဂျီရဲ့သမရဖျက်သတဲ့နိုင်ငံအင်အားကတော့နည်းနည်းထူးခြားပါတယ် သူဟာဘလကောင်းကောင်းတောင်းကောင်းကောင်းရှိတဲ့နိုင်ငံတက်မတော်တွေကစစ်သားတွေကိုတင်ကားကြီးတွေပေါ်မှာမတ်တက်ရက်ခိုင်းပြီးနိုင်ငံခုံနဲ့အင်အားအတွက်ဖျက်တာတာမျိုးဖြစ်ပါတယ်။ဤချင်းနိုင်ငံရဲ့တက်မတော်သားတွေဘလောက်ထိတမ်းမာကြောင်းကိုလည်းစီရီလိန်ကြံထားတဲ့တပ်သားတွေရဲ့ခန္ဓာကိုယ်ကိုအတိုင်းသားပြသပြီးစစ်ပေါင်းမိတထဲတဲ့ဝစ်စေကအလားပြရှိုးပွဲလိုမျိုးပြတာဖြစ်ပါတယ်။ပြီးတော့လေစစ်သားတွေကိုကားကြီးတွေဆွဲခိုင်းတာအလေးမပြခိုင်းတာတွေလုပ်ပြီးသူရဲ့တပ်သားတွေဘလောက်ထိတမ်းမာကြောင်း ူ့ကိုလုံခြုံမှုပေးနိုင်တယ်ဆိုတဲ့အကြောင်းတွေကိုဒီလိုမျိုးထူးထူးခြားခြားလောက်ရက်တွေနဲ့ပြသတဲ့လူမျိုးဖြစ်ပါတယ်။ဒီလိုအမိုက်စားဖို့ရိစစ်ပတ်တွေနဲ့ယောက်ျားသူကြီးက PDD တို့ဆိုရင် အကြိုက်ကိုရှယ်ပလန်နဲ့တွေ့ရမှာပေါ့ရှင်။ဒါပေမဲ့လည်းအီချစ်သမရာကသူစစ်သားတွေကိုဒီလိုမျိုး flat ပြလိုက်တော့ PDD တော့လိုချင်ရင်တော့မရနိုင်တော့ပါဘူး level 40ကအီချစ်သမရာနဲ့သူရဲ့ကာယဗလတပ်သားတွေအပြီးမှာတော့သူနဲ့ level 10ဆင့်အကွာမှာရှိနေတဲ့ ဗနီဇွဲလာသမ္မတနီကိုလတ်အကြောင်းကိုဆက်လေ့လာကြရအောင်။ President of Venezuela ဗနီဇွဲလာသမ္မတနီကိုလတ်ကတော့သူ့ရဲ့ဘေးမှာရှိနေတဲ့လူသားတိုင်းတဏီပြောရမယ်ဆိုရင်သမ္မတအတွက်ဆိုအသက်ပေးကာကွယ်မယ်တတော်ဆောင်တွေနဲ့ချန်ရံနေတဲ့သမ္မတတူဖြစ်ပါတယ်။ဒီချက်ဟာဘယ်ချိန်တုန်းကပို့ပြီးတည်ကြသွားခဲ့လဲဆိုရင်2018ခုနှစ်ကနီကိုလတ်တရားကြီးတက်ကိုမိန်ခွန်းပြောနေချိန်မှာတည်ကြသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီချိန်တုန်းကဘုံတက်ဆင်ထားတဲ့ခြုံတွေဟာကွင်းထဲကနီကိုလတ်ကိုချိန်ရွက်ပြီးဖောက်ခွဲပစ်ချိန်သူအနာကတက်တော်ဆောင်တွေဟာလူသားတိုင်းလိုလှုပ်ပြစ်ပြီးသူတို့ရဲ့တမရကိုအသေးအံကာကွယ်ခဲ့ကြပါတယ်။ Pope Francis Pope Francis ဆိုရင်တကယ်ပါလုံးမသိတဲ့သူမရှိတယ်လို့အလွန်ကုန်မှနာမည်ကြီးတဲ့ဘာသာရေးကောင်းဆောင်တဦးလေးဖြစ်ပါတယ်။ Pope Francis ဟာလုံခြုံရေးအတင်းကျပ်ဆုံးခေါင်းဆောင်တွေထဲကတဦးဖြစ်ယုံတာမကား တမန်ကရှန်ကအထီးကိုက်တွေကိုဆိုရင်ကိုတိုင်းလဲကင်တွေနိုင်ပါသေးတယ်။ဒါဆိုကျမတို့ပုပ်ဖရန်ဆက်ရဲ့တတ်တော်ဆောင်လုံခြုံရေးအကြောင်းဆက်လိုက်ကြရအောင်။ပထမဆုံးအနေနဲ့အလားပြင်ထားရုံသာမကတကယ်ဖိုက်မဲ့ Swiss Gar Flow ခေါ်တဲ့တတ်တော်ဆောင်တွေပါမယ်။ပြီးရင်လူအုပ်ကြီးတွေခြားထဲမှာအနီးကပ်ဆောင်းလျှောက်ဖို့အတွက် Vatican ရဲ့ Jondovery အဆောင်လျှောက်တွေပါပါအောင်မယ်။လူအုပ်တွေခြားထဲသွားရချိန်တွေမှာဆိုရင် ပုတ် Francis လိုက်ပါစီးနေတဲ့ကားကအစားနောက်ဆုံးပေါ်နီးပညာတွေနဲ့လှုပ်ထားတာဖြစ်ပါတယ်။ကားထဲမှာဆိုရင်လျှက်စစ်နဲ့ဖြုတ်လို့တက်လို့အလွယ်တကူရတဲ့အမိုးတွေကအစကျမတို့ကိုအသေးစိတ်ဖော်ပြထားခြင်းမရှိတဲ့ကာကွယ်ရေးပစ္စည်းတွေပါပါပါသေးတယ်။ Prime Minister of India အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့နရင်တာမိုဒီဟာဆိုရင်နာမည်ကြီးအတိုင်းဝိုင်းကလူတွေတောင်ငှားရက်နဲ့လုံခြုံရေးတပ်ထဲကတတ်တော်ဆောင်နေတာအနီးကဆောင်းလျှောက်ပေးရတဲ့ဝန်ကြီးချုပ်တအူဖြစ်ပါတယ်။ နရင်တာရဲ့ SUV ကားကိုတော့မှတက်တော်ဆောင်တွေဟာထပ်မံဝင်းရံချပြီး၄ယောက်ကနေ၆ယောက်အထိကားပေးကနေတောက်လျှောက်လိုက်ရတာမျိုးလည်းရှိပါသေးတယ်။ SUV ကားရဲ့အမိုးပေါက်ကနေဝင်းကြီးချုပ်ကထွက်ပြီးလူလူနဲ့တွေ့ဆုံရင်တော့သူ့ရဲ့နောက်မှာအ ਨੇ ဆုံးတက်တော်ဆောင်နှစ်ဦးထက်ရှိနေပါသေးတယ်။ပြောရရင်ဂျာကပုံမှန်ထက်တော့ပိုပြီးတင်းချက်တာအမှန်ပါပဲ။ဘာလို့လဲဆိုလူပေါင်းဖီလီယံနဲ့ချီတဲ့နိုင်ငံတကာနိုင်ငံကဝင်းကြီးချုပ်တက်ဦးအနေနဲ့ဆိုရင် SPG လိုမျိုး Alice လူစန်းစားတွေကိုစောင့်ရှောက်ပေးတဲ့ Voricat တွေနဲ့ Baby Wear ရမှာဒီလိုစောင့်ရှောက်မှအဆင်ပြေမှာဖြစ်ပါတယ်။ Billion နဲ့ချီတဲ့နိုင်ငံသားတွေထဲမှာကိုယ့်ကိုယ်သဘောမချတဲ့လူနည်းစုတစုရဲ့ရန်ကအစားနိုင်ငံခေါင်းဆောင်ကိုကောက်ွယ်ပေးတယ်လို့လက်ကင်ဆွဲထားပုံပါပဲ။ပရိသတ်ကြီးတို့တီချာကြည့်ရင်နရင်တာရဲ့ဘေးပတ်ပတ်လေးကလုံခြုံရေးတွေထဲမှာလက်ဆွဲအိတ်ကလေးတအိတ်စီခြင်ထားတာတွေ့ရပါပါ။ဂျာရီကတာမန်လက်ဆွဲအိတ်မဟုတ်ပဲ ထုတ်လိုက်ဖြန့်လိုက်ရင်ကြီးကဖြစ်သွားနိုင်တဲ့အကာအခွဲတွေပဲဖြစ်ပါတယ်။တာမန်တနက်တလက်လောက်နဲ့လှုပ်ကြံခြင်းတဲ့သူတွေအဖို့ကတော့ဒီအကာအခွဲတွေအများကြီးရှိနေတဲ့ခေါင်းဆောင်တအူအနာကပ်ဖို့တကယ်မလွယ်လောက်ပါဘူး။ဝင်ကြီးချုပ်နရင်တာရဲ့တတ်တော်ဆောင်အကြောင်းပြောပြပြဆိုရင်တော့နောက်ထပ်လေဗင်၅ခုအကွာကခေါင်းဆောင်တဦးအကြောင်းကိုဆက်လေ့လာကြည့်ရအောင်။ Kinsall England အင်္ဂလန်နိုင်ငံရဲ့ဘာကင်ဟမ်တန်းကျောင်းဟာလုံခြုံရေးတင်းကျပ်တာနဲ့ မတင်ကားတဲ့ကျူးကျော်သူမှန်သမျှကိုပြစ်သက်ခွင့်လိုက်စဉ်အပြေဝရထားတဲ့နန်းရင်ပြင်တက်တော်စောင်းတွေနဲ့အတော်ကိုနာမည်ကြီးပါတယ်။အင်္ဂလန်နိုင်ငံဟာနန်းရည်ရာကိုအထွတ်မြတ်ထားပြီးအတီတကျဆောင်ရွက်တတ်တဲ့နိုင်ငံဖြစ်တာကြောင့်ဘာကန်ဟန်နန်တော်ကဘရင်တွေကိုလည်းလှုပ်ကြံမခံရအောင်မထီးခိုက်အောင်ဂယူးဆိုက်ရပါတယ်။ဒေါ်လာ9ဘီလီယံကျော်တန်ဖိုးရှိတဲ့လုံခြုံရေးအချက်အချာကြီးဟာအင်္ဂလန်ဘရင်တွေစိုးစံတဲ့ဘာကန်ဟန်နန်တော်ကြီးထဲမှာရှိတယ်လို့ပြောရင်ဘရိတ်ကြီးတို့ယုံရပါလိမ့်မယ်။ မြောက်ကိုရီးယားသမ္မတကင်ချောင်အန်လုံခြုံရေးနဲ့တက်တော်စောင့်နေအနားမှာမရှိရင်ကိုဘဲမှမသွားတော့တဲ့အထိတင်းကျပ်တဲ့အထဲမှာမြောက်ကိုရီးယားသမ္မတကင်ချောင်အန်တဦးလေးအပါအဝင်ဖြစ်ပါတယ်။အခုပြောပြမယ့်ကင်ချောင်အန်ရဲ့လုံခြုံရေးအပေါ်ယူသွမှုတွေကနင်းနေတော့ထူဆန်းတာကြောင့်တေချာနားထောင်ကြဖို့တော့ကြိုပြောထားပါရစေရှင်။ Breathe Zero Suffering Girl ဆိုတာမျိုးကိုကြားဘူးကြလား။နိုင်ငံတွင်းလုံခြုံရေးတွေထဲမှာအဆင့်မြင့်ဆုံးနဲ့တိုက်ခိုက်ရေးအကျွမ်းကျင်ဆုံးလုံခြုံရေးတွေပေါ့။ အဲ့လိုမျိုးလူ၁၂ယောက်ကကင်ဂျုံအန်ရဲ့ကြီးကကားပေးမှာတောင်းလျှောက်ကိုပြေးလိုက်ပြီးဆောင်းလျှောက်ရပါတယ်တဲ့အဲ့ဒီလုံကြုံရေးတွေဟာကင်ဂျုံအန်ကိုတခုခုမဖြစ်အောင်ဆောင်းလျှောက်ဖို့အပြင်သူတို့ကိုသူတို့လည်းကင်ဂျုံအန်မျက်စိစပင်မွေးမဆူအောင်နေရတဲ့အပြင်တစ္ဆာရှိမှုကိုလည်းအမြဲပြရပါသေးတယ်မဟုတ်ရင်အသက်နဲ့ကိုအိုးစားကွဲသွားနိုင်တယ်လေတချို့စေအုပ်ချုပ်ရေးကောင်းဆောင်တွေဆိုရင်စစ်ပိုင်းဆိုင်ရာကိုပဲကင်ထွေတဲ့ဆိုပေမဲ့ကင်ဂျုံအန်ကတော့သူ့ရဲ့ဘေးပတ်ပတ်လည်မှာရှိတဲ့အရာတွေကိုပါရှာနှုံးပြထိန်ချုပ်နိုင်စွမ်းကတော့ အန်အောစရာတွေတခုဖြစ်တယ်လို့ပြောရပါလိမ့်မယ်။ကင်ဂျုံအန်ရဲ့ထူးခြားတဲ့တက်တော်ဆောင်တွေအကြောင်းအပြီးမှာတော့သူရဲ့အချစ်တော်တဦးဖြစ်တဲ့ရုရှားစစ်ကောင်ဆောင်ပူတင်အကြောင်းကိုဆက်ရပါလိမ့်မယ်။ Residence of Russia ကင်ဂျုံအန်ရဲ့လုံခြုံရေးကမြေပြင်ပေါ်မှာပဲလိုက်ရတယ်ဆိုရင်ပူတင်ရဲ့လုံခြုံရေးတွေကဝေဟင်ပေါ်ကနေပါလိုက်ရပါတယ်။သမရပါတဲ့ကားရဲ့ပပလင်မှာလူတအုပ်ဟာဆိုင်ကယ်ကိုစီနဲ့အချက်ပြမီးတွေထောပြီးသွားရတယ်လို့ဆိုင်ကယ်ရဲ့နောက်မှာလေနောက်ထပ်ကားတွေပါပါသေးတယ် ကြပြင်းအချက်ပြမီတွေကိုကြည့်ပြီးဝေဟင်ဘော်ကနေတိမ်ငက်လို့စူးရဲတဲ့အမြင်အာရုံတွေနဲ့တိုက်စစ်မှုတွေဟာတမရပူတင်သွားမယ်လန်တရှောင်းဘာအခက်ခဲအတားစီမမရှိတာသိကြအောင်သတင်းပို့ပေးရပါသေးတယ်။ဒါပဲလားဆိုရင်တော့ကြံပါသေးတယ်။တမရပူတင်ဝေဟင်ဘော်ကနေသွားရတဲ့အချိန်တွေမှာဆိုရင်လေလေရင်ရဲ့ပပလင်မှာတိုက်ခိုက်ရေးချက်တွေလိုက်ပါရပြီးခရီးစဉ်အဆအဆုံးစောင့်ရှောက်ပေးရပါတယ်။ သမရပူတင်ရဲ့တက်တော်ဆောင်တွေဟာလေအကြီးတစ်ချက်နဲ့တင်ပြချသွားအောင်ကြီးပြနိုင်တဲ့လူတွေဖြစ်ပြီးတချို့သောနိုင်ငံကောင်းဆောင်တွေတောင်ပူတင်နဲ့တွေ့တဲ့အချိန်လက်ဆွဲနှုတ်ဆက်တာအပြင်တခြားသောအရာတွေလုပ်ပြမိရင်တက်တော်ဆောင်တွေကတက်တော်ဖြတ်တော်မဲ့ပုံတွေနဲ့ကြီးပါသေးတယ်။တကယ်သာလုပ်မယ်ဆိုရင်တော့မတွေ့ရဲစရာပဲ။ကော်နေမာမတီဂရူနီယန်ရဲ့စစ်ဘက်ရေးရာခေါင်းဆောင်ကော်နေမာမတီကတော့တက်တော်ဆောင်မလို့တဲ့ခေါင်းဆောင်တအူဖြစ်ပါတယ်။ ဒါပေမဲ့နိုင်ငံခေါင်းဆောင်အနေနဲ့ရှိတင်တာထက်ပိုတဲ့သက်တော်ဆောင်တွေကတော့မမဒီနာမှာအပြေပါပဲ။မမဒီရဲ့သက်တော်ဆောင်တွေဟာတိုက်ပွဲဝစ်စုံတွေကိုအမြဲဝတ်ထားပြီး AK47 လိုမျိုးတနတ်တွေနဲ့ဒုံးကျည်လွဲတဲ့တနတ်တွေကိုကအစအချိန်တိုင်းကင်ထားတာ။မမဒီပေသွားသွားဘေးပတ်ပတ်လင်မှာဝန်းရံထားပေးပါတယ်။မမဒီနဲ့သက်တော်ဆောင်တွေဟာစစ်တိုက်ထွက်မဲ့ကွန်မန်ဒါနဲ့တပ်သားတွေရဲ့ပုံစံမျိုးဖြစ်နေပြီးကြီးလိုက်တာနဲ့ကိုရှိန်သွားစိမ့်မဲ့အယောင်အဝါတွေလည်းရှိပါသေးတယ်။ ြောရရင်တော့သွားမရှုံနဲ့ရှုံရင်အလောင်းတောင်ရှာမတွေ့ပဲနေမယ်ဆိုတဲ့အနေထားပါ။ခေါင်းဆောင်ကိုယ်တိုင်ကတိုက်ခိုက်ရေးကျွမ်းကျင်တာဆိုတော့တတ်တော်ဆောင်တွေကိုတော့ပြောမနေပါနဲ့တော့။မမရီရဲ့တတ်တော်ဆောင်တွေဟာဘာမှမဟုတ်တဲ့တာမန်နိုင်ငံတွင်ငြိမ်းချမ်းရေးအတွက်ဥတီတဲ့ပွဲတွေမှာဆိုရင်တတ်မတော်တစ်ခုလုံးခေါ်လာသလားလို့ထင်ရလောက်အောင်အထိညားပြပါသေးတယ်။ဒါရီမဲလာဆိုတော့မာမဒီအားကစားလုပ်တဲ့အချိန်မှာတော့ဘေးကနေစပိန်တွင်နောက်ကနေကားတွေနဲ့လိုက်ဆောက်ရှောက်ပေးရတာကိုပရိသတ်ကြီးတို့အခုဗီဒီယိုမှာတွေ့ရမှာဖြစ်ပါတယ်။ မမဒီထက်လေဘယ်၅ခုမြင့်တဲ့နေရာကခေါင်းဆောင်တအူးစီကိုကျမတို့ဆက်ကြရအောင်ဒိုနယ်ထရန်ပြည်သူချစ်တော်ဒိုနယ်ထရန်ရဲ့လုံခြုံရေးရဝတ်ဟာဒီလစ်ရဲ့1190နေရာမှာရှိနေပါတယ်ဒေါ်နယ်ထရန့်ဟာဆိုရင်အခုလက်ရှိမှာခေတ်စကားနဲ့ပြောမယ်ဆို အလန်နီဖြစ်နေတဲ့သမရတွေမှာပါပါတယ်။အလန်နီပါတယ်ဆိုတဲ့သမရတွေတက်တောင်အချင်းစရိုက်နဲ့အတွေးခေါ်တချို့ကမှားယွင်းနေတာကြောင့်လူမုံများနေတယ်လို့လူချစ်လူကင်းများတယ်ဆိုတဲ့ဈာနေအနေထားမှာရောက်နေတဲ့သမရဖြစ်ပါတယ်။ ဒါကြောင့်လုံခြုံရေးများပါတယ်ဆိုတဲ့ပူတင်တို့လိုအနေထားတော့မှအယောက်80ထက်မပိုတဲ့လုံခြုံရေးတွေနဲ့သွာလာပြီမယ်ဒေါ်နယ်ထရန့်ကတော့ယူလောက်စရာကောင်းတဲ့အမောင်းတစ်ခုဖြစ်တယ်လုံခြုံရေးနဲ့တက်တော်ဆောင်ပေါင်းအယောက်300နဲ့ဝန်းရံပြီးသွာလာလေးရှိပါတယ်တဲ့ရှင်အယောက်300နော်30မဟုတ်ဘူး100မဟုတ်ဘူး300ပါတယ် အယောက်300ထဲမှာအေဂျင့်တွေစနိုက်ပါယူနစ်တွေတိုက်ခိုက်ရေးလေယာဉ်တွေနဲ့ထောက်လန်းပေးတဲ့ကားရင်းဆိုင်ကယ်တွေနဲ့တပ်တော်ဆောင်တွေအဲ့လိုမျိုး full packet နဲ့စောင့်ရှောက်ပေးရတဲ့သမရတပ်ဦးဖြစ်ပါတယ်။ဒါပြင်မာရာလာဂိုလို့ခေါ်တဲ့အိမ်တော်မှာလည်းဆက်ရုပ်ခွေးတွေလိုမျိုးထောက်လန်းရေးကရိယာတွေကအစားတပ်တော်ဆောင်ရာနဲ့ချီပြီးတော့လုံခြုံရေးတွေတင်းချက်ကဒေါ်နယ်ထရန့်ကိုစောင့်ရှောက်ပေးပါသေးတယ်။ဒေါ်နယ်ထရန့်ထက်ပိုပြီးလုံခြုံရေးတင်းချက်တဲ့နိုင်ငံကောင်းဆောင်တွေကြံ့အောင်မယ်ထင်လား။ပြည်သက်ကြီးရဲ့ အဖေကတော့ကြံမာသေးတယ်ရှင်။ Level 95ကတူရကီသမ္မတနဲ့နောက်ဆုံးဆရာကြီး Level 100ကတရုတ်နိုင်ငံရဲ့ခေါင်းဆောင်သမ္မတတို့ဖြစ်ပါတယ်။တူရကီသမ္မတရဲ့လုံခြုံရေးစနစ်ကိုအလွယ်ကူဆုံးမျိုးလုံးနဲ့မြင်အောင်ပြောရရင်ခင်ချုံအရဲ့လုံခြုံရေးကိုနှစ်ဆလောက်မြင့်တင်ထားတာမျိုးဖြစ်ပါတယ်။ Suffering Gastri ဟာကင်ကျုံအန်တုံးက12ရောက်လောက်ပဲဆိုရင်တူရကီသမရဘေးမှာဆိုအယောက်30ကနေ40လောက်ထိရှိပါတယ်။ ကြာပြင်လရင်တွေနဲ့လဲလမ်းချောင်းကြည့်ပြီးရှင်းပေးတာအပြင်ဒုံကြည့်တနတ်တွေကိုကင်ပြီးမျောစင်တွေပေါ်ကနေကင်းဆောင်ပေးရတဲ့စစ်သားတွေလည်းရှိပါသေးတယ်။တမရတခါလာပြီးဆိုရင်တမရကိုကြိုဆိုတဲ့လူအုပ်ကြီးထံဘေးပတ်ပတ်လေးကတတ်တော်ဆောင်တွေကတောင်ပုံများနေတဲ့အခိုက်အတန့်တွေကိုလည်းပရိသတ်ကြီးတို့မြင်တွေ့ရမှာဖြစ်ပါတယ်။ကဲဒါဆိုနောက်ဆုံးဆရာကြီးဖြစ်တဲ့တရုတ်နိုင်ငံတမရရှီချင်းဖင်အကြောင်းကိုဆက်လိုက်ကြရအောင်။ ရှီကျင်းပြင်သွားတဲ့ခရီးလမ်းတစ်လျှောက်မှာလုံခြုံရေးဘလောက်ရှိမယ်လို့ပြိသက်ကြီးတို့ထင်ပါတယ်လေကြီးတက်လုံခြုံရေးစနိုက်ပါသမားတွေနဲ့ထောက်လန်းရေးသမားတွေအပါအဝင်စုစုပေါင်းလုံခြုံရေးနဲ့တပ်တော်ဆောင်ဦးရေ2သိန်းကျော်ဟာနေရာအနှံ့ကနေစောင့်ရှောက်ပေးနေရပါတယ်လေ2သိန်းဆိုတဲ့ပမာဏဟာနိုင်ငံငယ်တနိုင်ငံစာဖြစ်ပြီးအဲဒီလောက်များပြားတဲ့လုံခြုံရေးတွေဟာအသင့်အနေထားနဲ့စောင့်ရှောက်ပေးနေတယ်ဆိုတာသွားနောက်သိနာမျိုးတော့မဟုတ်ပါဘူး ကျမပြောတာကိုတန်တရားရှိတယ်ဆိုရင်တရုတ်နိုင်ငံရဲ့နှစ်80မြောက်တက်မတော်ရေးရအခမ်းအနားပွဲကိုသွားကြည့်နိုင်ပါတယ်။အဲဒီမှာဆိုရင်လူနှစ်သိန်းထက်ပိုတဲ့တက်မတော်သားတွေကိုတွေ့ရမှာဖြစ်ပြီးကမ္ဘာသမိုင်းတစ်လျှောက်မှာလည်းအထင်ရှားဆုံးနဲ့အကြီးဆုံးတက်မတော်ရေးရပွဲတစ်ပွဲဖြစ်သွားတဲ့အထိနာမည်ကြီးသွားခဲ့ပါသေးတယ်။မြေပြင်ကြည့်မလားဝေဟင်ကြည့်မလားသမုဒ္ဒရာကိုကြည်မလားဘယ်နေရာကိုကြည်ကြည်နောက်ဆုံးဆရာကြီးရှီကျင်းဖင်ရဲ့လုံခြုံရေးနဲ့တတ်တော်ဆောင်တွေကြီးဖြစ်နေတာကဒေကေလန့်ဆရာကောင်းပါတယ် ရှီကျင်းဖင်ရဲ့တတ်တော်ဆောင်တွေဟာဘလောက်ထိကိုတင်းကျပ်တယ်လဲဆိုရင်ရှီကျင်းဖင်အတွက်ငားထားတဲ့ဘာသာပြန်ကတောင်အစင်းစင်းကိုဖျက်ကျော်ပြီးမှရှီကျင်းဖင်နဲ့အနီးကပ်ပြောဆိုရတာဖြစ်တဲ့အတီကိုတင်းကျပ်တာဖြစ်ပါတယ်။ကဲဒီဗီဒီယိုကိုကြည့်ပြီးပရိသတ်ကြီးတို့ရဲ့စိတ်ထဲမှာဘယ်သမရကယုတ်တိအရှိဆုံးနဲ့အလိုအဆုံးဆိုတဲ့အကအွဲကိုရထားလေးဆိုတာကိုကွန်မန့်မှာဆွေးနွေးသွားကြပါအောင်။တကယ်ကိုသမရတယောက်ဂျာမမဟုတ်နိုင်ငံကောင်းဆောင်တယောက်ကဒီလိုမျိုးအကအွဲတွေလိုအပ်ကြလား။ မရှိရင်ကောဘာဖြစ်နိုင်လဲဆိုတာကိုပရိသတ်ကြီးတို့ရဲ့အမြင်ကိုစီနဲ့ကွန်မန့်မှာဆွေးနွေးပေးဖို့တိုက်တွန်းလိုက်ရင်ဒီကုံချုပ်ပြရစေရှင်။